โอเคပါကျွန်တော်ချက်စီတင်းကိုအပင်းနေကြကျွန်တော်ရဲ့ brother ညီကိုပြိသက်တွေအားလုံးပဲမင်္ဂလာအပေါင်းနဲ့ခါးကြောင်းပါစေလို့ဥစွာပရမနှုတ်ခွန်းဆက်တာလိုက်ပါတယ်ထို့သတိုင်းပဲကျွန်တော်ရဲ့ဒီဝီလေးမှာတော့ညနေခင်းအထွတ်ချက်စီတင်းအကြောင်းလေးကိုစူးစီးတဲ့စူးစီးပေါ်ပြတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုပရမအောင်ဆုံးတင်းတပုတ်အနေနဲ့ကတော့ဒါကျွန်တော်တို့ရဲ့ကိုသမားလို့ပြောလို့ရတဲ့ဒါ cover reserve ဘောလကာပေါ့နော်ဆိုဘောလကာနဲ့ပတ်သက်ပြီးတော့ချက်စီတင်းဘက်ကပြသတဲ့ decision မျိုးမချမှတ်ရသေးတဲ့အချိန်မှာဒါဘုံမအောင်အသေးအနေနဲ့ cover reserve ဘောလကာကိုလာမယ့်နေရာဒီ transfer window မှာပါမင်းနဲ့ဒီနဲ့ကန်လာဖို့ပြင်ဆင်နေလို့သိရတယ်ဆိုလက်ရှိမှာလည်းချက်စီတင်းနေ တွေကသူ့ရဲ့ဂိုးသမားတွေနဲ့တူတောင်မှတိုင်ပတ်နေတယ်ဆိုတဲ့အင်တာဗျူးဖြစ်တယ်။ဆန်ချက်လိုလိုယော်ဂျက်ဆန်လိုလိုပက်ထရိုဗစ်လိုလိုဖြစ်နေတော့ကပ်ပါဆိုတာကလုံးဝ option ထဲမှာမရှိတော့တဲ့ဂိုးသမားတစ်ယောက်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီဂိုးသမားအခြေအနေနဲ့ပတ်သက်ပြီးတော့ Chelsea သင်က ကိုင်းတွေဖြည့်ရှင်းဖို့ကြိုးစားတဲ့အချိန်ဒါကျွန်တော်တို့ကပါရီဇာပလကာပေါ်မှာဘုံပေါက်အနေနဲ့ပါမင်းနဲ့ဒီကန်လန်းလာခဲ့မဲ့ဆိုရင်ချက်စီသင်းနေနဲ့လက်ခံစစ်စားသွားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်လို့သတင်းတွေကတော့သုံးသပ်ရေးသားနေကြတာကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။ဒါကကပါရီဇာပလကာပါတစ်ဖက်မှာလည်းဒါကျွန်တော်တို့ခဏခဏပြောနေရတဲ့စန်ချိုပေါ့နော်စန်ချိုနဲ့ပတ်သက်ရင်ဒါလက်တလောဒါဒီကနေ့အထိသတင်းအခြေအနေရဆိုရင်ညရာဒီမှာစန်ချိုကိုချက်စီသင်းနေနဲ့ခေါ်ယူဖို့ကတော်တော်လေး chance ကနေပါသွားတယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်။ယုံကြည်စိတ်ကြတဲ့ source တွေရဲ့ဖော်ပြချက်အရဆိုလို့ရှိရင် ်လဲချက်စီးတင်ကတခြား option တစ်ခုခုကိုပဲပို့ပြီးတော့ဒါကျွန်တော်တို့ဟို80တိုးတာကကောင်းမယ်လို့ယူဆတယ်တောင်ပန်နေရာအတွက်သူတို့ကဆန်ချိုလိုမျိုးဟို ဆန်ချိုတို့မကြိုက်တာတော့မဟုတ်ဘူးဒါပေမဲ့အရန်ကြီး favorite မဖြစ်တော့တဲ့အပိုင်းတွေရှိတယ်ပေါ့နော်သူတပြင်းညှိရနှိုင်းရတဲ့အနေအထားတချို့တွေမှာ Chelsea အသင်းအနေနဲ့ဘဝင်မကြတဲ့အနေအထားမျိုးရှိတယ်နောက်ပြီးတော့ဒီဆန်ချိုရဲ့နောက်ပိုင်းခြေစွမ်းနဲ့ပတ်သက်ရင်လည်းသူ့ထပ်ပို့ပြီးတော့တခြားတစ်ခုခုကိုယင်းနှိမ့်နှံလိုက်တာကပို့ပြီးတော့တို့တို့အကျိုးမြတ်ရှိမလားဆိုတဲ့အပေါ်မှာလည်း Chelsea အသင်းကသုံးသက်နေရလို့ကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့ဒီနေ့ညနေခင်းထီနောက်ဆုံးတက်ထားတဲ့ source တွေကိုခြုံငုံသုံးသက်လိုက်မယ်ဆိုလို့ရှိရင် စန်ချိုအနေနဲ့ကလည်းဒါချက်စီတဲ့မှာဆက်ပြီးတော့ချက်စီဂျာစီနဲ့မြင်တွေ့ရဖို့အတော့အနေငယ် ရာဂိုင်းတော့နေပါနေမှာတော်တော်များများရာဂိုင်းတော့ကနေပါနေရဆိုတော့ saturation မျိုးမှာရှိနေတာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့နီးပြဖြစ်သူ mask အနေနဲ့သူ့ရဲ့တပည့်ကျော် Nicholas Jackson နဲ့ပတ်သက်ပြီးယုံကြည်မှုအပြည့်ရှိနေတယ်လို့လာမယ့်နေရာဒီ transfer window မှာသူတို့အနေနဲ့တိုက်စစ်မှုတူအုပ်ကိုဖြည့်တင်းသည့်တိုင်အောင်ပေါ့နော်။ Nicholas Jackson အားဆိုလို့ရှိရင်သူတို့အတွက်အရေးပါတဲ့ကစားသမားအဖြစ်ဆက်လက်ပြီးရှိနေမှာဖြစ်တယ်။နောက်ပြီးတော့အဲသူတို့ခေါ်ယူလိုက်တဲ့တိုက်စစ်မှုတစ်ဟာဆိုလို့ရှိရင်လေ Nicholas Jackson နဲ့အပြိုင် တိုက်စစ်မှာဆွမ်းဆောင်ရင်ကောင်းတွေကိုပြသနိုင်ရမယ့်ဟိုအခြေအနေမျိုးကိုဖန်တီးနိုင်မယ့်ကစားသမားမျိုးကိုရွေးချယ်သွားမှာဖြစ်ပြီးတော့ပြောချင်တာတော့တိုက်စစ်မှုတို့ခေါ်မယ်ဒါပေမဲ့အဲ့ဒီလိုခေါ်တာဟာ Nicholas Jackson မကောင်းလို့မဟုတ်ဘူးပေါ့နော်ဆိုတော့ Jackson နဲ့အပြိုင်ပုံစံမျိုးတွားရမယ်ဆိုတဲ့အနေထားမျိုးဖြစ်တယ်လို့ကျွန်တော်လည်းသိရတယ်ဆိုတော့ Mars ကအနေနဲ့ကအပြည့်ဝ Nicholas Jackson ကိုသူ့ရဲ့ plan ထဲမှာဟိုအကျိုးဖြစ်တော့မဲ့ player ဖြစ်ဆက်လက်သတ်မှတ်ထားစေ အနေထားမျိုးဖြစ်တယ်လို့ကျောင်းရှင်နဲ့နားလည်လက်ခံထားတာပဲဖြစ်ပါတယ်ဆိုတော့ Nicolas Jackson ကလည်းပရိသတ်အကြိုက်တွေ့ဖို့တော်တော်စူးစမ်းရအောင်ပဲ player တယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိမှာလည်းပြမတ်တွေထဲမှာကလူလက်ပိုင်းတိုက်စစ်မှုတွေကိုချိန်ရထားတာပါ Justin နဲ့အသက်ရွာဖြစ်လို့မတိမ်မင်းဆိုပုံစံမျိုးတွေပါဒီလိုမျိုး Jackson က မာစကာရဲ့အရေးပါတဲ့ကစားသမားဖြစ်ဆက်ရှိနေတော့လည်းပဲတိုက်စစ်မှုဖြစ်သူခရစ်စတိုဖာအန်ကန်ကူအနေနဲ့ကတော့အနာဂတ်ကပို့ပြီးတော့ဝေဝါလိုက်ဆိုရင်ထမင်းဖြစ်ပါတယ်လက်ရှိမှာဒီအန်ကန်ကူရဲ့တာဝန်ရှိသူတွေကချက်စီတင်းရဲ့တာဝန်ရှိသူတွေနဲ့သူ့ရဲ့ကစားသမားအနာဂတ်အတွက်ပေါ့နော်ဆွေးနွေးမှုတွေပြုလုပ်ချင်နေတယ် ပြတ်သားတဲ့အနေအထားမျိုးပေါ့ဒါပေမဲ့အခုကနည်းနည်းတော့ရှင်းလင်းနေပါပြီရေရှိပလမ်မာအန်ကန်ကူအနေနဲ့ချက်စီတဲ့နဲ့ဆက်သွားဖို့ကနည်းနည်းလေးကန့်သက်ချက်တွေရှိနေဆိုတဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မို့လို့ချက်စီတဲ့ဘက်ကခရစ်စတိုဖာအန်ကန်ကူပေါ်ထားရှိတဲ့ ရှိမှန်းချက်ရွေချက်တွေနဲ့ပတ်သက်လို့ရှိရင်ဝင်ဝင်ပုံစံမျိုးဖြစ်ဖို့အတွက်နှစ်ဖက်ညှိနှိုင်းပြီးတော့ loyal transfer window မှာကောင်းဆုံး decision တစ်ခုကိုချမှတ်နိုင်ဖို့အတွက်ပြင်ဆင်နေကြတာဖြစ်တယ်လို့သိရတယ်။ဆိုတော့အကန်ကူကလည်း Chelsea အသင်းပြည်သက်တွေအနေနဲ့အကြိုက်တွေကစားသမားဆိုပေမဲ့လည်းဒီ policy ရ Chelsea အသင်းရဲ့အတုံးပြမှုသူ့ဘောမှာ strategy ကြကြအတုံးချမှုပိုင်းအားနည်းတဲ့အချိန်မှာအဲ effort တဲ့အရန်ကြီးချက်စီးတဲ့တော့မဖြစ်နိုင်တဲ့အနေအထားမျိုးကိုရောက်ရှိနေတယ်လို့ပဲကျွန်တော်တို့ယူဆပါရတယ်။ဒါကြောင့်ကျွန်တော်ဒီကနေ့ညနေခင်းမှာတင်ဆက်ပေးခြင်းနဲ့ချက်စီးသတင်းတိုလေးပဲဖြစ်ပါရခင်ဗျ။အဆုံးထိကြည့်ရှုအားပေးကြတဲ့ညီကိုတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရတယ်။အားလုံးမဲ့ see you next video ပါနော်။